ကျွန်တော်တို့ကကိုယ့်ကိုယ်ပဲပြတ်ထန်းကိုတဲ့ကျွန်တော်တို့နိုင်ငံရေးအဖြစ်ဆိုလောက်ခေါင်းတက်နေကတော်လင်းဖြစ်ဆိုလောက်ခေါင်းကျွန်တော်တို့လုံနေကြပြီမယ်တစ်ဖက်ချမ်းမှာရှိနေတဲ့သူတွေကတော့သူတို့ခွင့်ရင်းကမလို့ခုနော်ဟိုလူများတာတက်လာပေးတယ်တာချပေးတယ်ဟိုကရင်ပြည်နယ်ဆိုတာဒါကရင်ပြည်နယ်ဒီလန်ကရင်ပြည်နယ်အလန်ဆိုလူများပြလိုက်တော့အဲ့ဒါလေးနဲ့ပဲတည်တယ်မလားအဲ့လိုမျိုးတင်းနေတဲ့သဘောလေးဖြစ်တယ်လူများဟိုဟိုရွက်ကောက်ပွဲလို့တော့လေဟိုလှုပ်လိုက်တာပဲအဲ့အဲ့လိုပုံစံမျိုးတွေဟိုသူများဒီလိုချက်ပေးတယ်သူများလှုပ်ပေးတယ်အဖက်မှာရုပ်သေးဖြစ်နေတာပေါ့လေ ပဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါနင်း90ပြည့်ကင်းမီနဲ့နှစ်အခမ်းအနားကိုပြည်နယ်ရဲ့မြို့တော်ဖအံမှာစေအုစုကဦးစီကျင်းပခဲ့ပါရီဖအံမြို့အမှတ်၄ရပ်ကွယ်တီရီကွယ်မှာစေအုစုကကျင်းပပြုလုပ်ခဲ့တာပါ ဒီပွဲကိုကင်းလက်နှကိုင်းသုံးဖွဲ့ဖြစ်တဲ့ကင်းရင်နဲ့ချဆောက်တဲ့ BG ရဲ့ကင်းရင်ချမ်းရေးကောင်စီ KNUKNLPC ဒီမိုကရေစီအကျိုးပြုကင်းတမတော် DKBA တို့ကကောင်ကြီးပိုင်းတွေတက်ရောက်ခဲ့ကြပါတယ်။ BG ကစစ်တပ်လက်အောက်ခံနှင်းချဆောက်တဲ့ဖြစ်ပြီး DKBA နဲ့ KNLPC တို့ကတော့စစ်တပ်နဲ့အပြည့်ရဲ့လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။ဒါလည်းမဟုတ်လားဒါကလက်တွေ့ကြပါတယ်သူတို့ကရန်သူနဲ့ပေါင်းတဲ့ချက်ရန်သူလုတ်တဲ့ပွဲတွေကိုတော့သူတို့တက်ရမှာပဲလေသူတို့ပါဝင်ကြတယ်ဖက်တက်ကြတယ် တို့တို့တို့ကိုတို့တို့လည်းကျင်းနိုင်လည်းကျင်းနာမှာပေါ့လေဒီဟိုကရင်ပြည်နယ်တစ်ခုလုံးအတိုင်းတောင်ပဲကြည့်နေတာမှာလေစကဆတ်တမရခင်ပတ်စပလာတို့တမပိဟတိုင်းတစ်ခုလုံးမှာဒီနေရာတိတိလေးတနေရာလောက်ပဲအေးချမ်းနေတာလေတို့ကျင်းနိုင်နေတဲ့ပုံလည်းပေါ်တယ်ပေါ့လေနော်ဆိုတော့အဲအဲ့လူတွေကကြတော့ဒီတော်လန်ရေးဖောက်ပြန်တဲ့သူတွေပေါ့နော်ဖောက်ပြန်ပြီးတော့မှရန်သူနဲ့ပြန်ပြီးတော့မှပေါင်းဖက်ပြီးတော့မှကိုကျိုးစီးပွားရှာပြီးတော့မှယနေ့ဒီရန်သူကလုတ်တဲ့ ခန်းနာကိုတက်ရောက်တဲ့သူတွေပဲဆိုတဲ့အခါကျတော့ကျွန်တော်အနေနဲ့ကျတော့ဟိုတော်လန်ရဲ့ကလူတွေမဟုတ်ဘူးတတိမန်တဲ့သူတွေမဟုတ်ဘူးဘူးလို့ပဲကျွန်တော်ဒါတော့ပဲမှတ်ချက်ပြလို့ပါတယ်ဆောဆုကဥစည်းကြံပါတယ်နှစ်90ပြည့်ကင်းပြည်နယ်နဲ့အခမ်းအနားမှာကင်းလူမျိုးတွေတန်ဖိုးထားမျက်နှိုးရတဲ့ကရင်အမျိုးသားအလန်တော်ကိုအတုပ်ပြုခွင့်မရခဲ့ပါဘူးဆောဆုကပြည်နယ်အလန်တော်ကိုတော့အတုပ်ပြုခဲ့ပါတယ်ကရင်တွေအလုံးနဲ့မသက်ဆိုင်တဲ့သဘောတော့သွားပြီးတော့မြင်ရတာပေါ့နော်ဒါဖြစ်ဆိုတော့ကရင်အလန်ကိုမတွေ့ရဘူး ပြီးရင်ကရင်ပြည်နယ်ဆိုတဲ့အလံဝဲကျွန်တော်တို့ဟိုသူတို့အသုံးပြုခင်ပေးတယ်ပေါ့လေဒီစီကောက်စီဦးစီးချင်းပါတဲ့ဒီကိပင်နာနဲ့အခမ်းအနားမှာဆိုကရင်လံကိုဘာကြောင့်မတွေ့ရလဲဆိုတော့ဒါတော့ရှင်းပါတယ်ဆိုတော့ကရင်အလံကလည်းသူကဟိုတရားဝင်သတ်မှတ်ချက်နဲ့ကြည့်တော့ဆိုတော့သူရဲ့တမိုင်းအစီအလံလည်းရှိတယ်ဆိုတော့အဲ့ဒါကိုလည်းဟိုကတမိုင်းဖြောက်ချင်တဲ့အပိုင်းပါတယ်ပေါ့လေဆိုတော့ ကရင်လံဖြစ်လာတဲ့ဟာတွေဆိုရင်လည်းဒီအရာကလည်းเนาะကရင်ဆိုဆိုဒါဟုတ်ဟိုလွတ်လာရေးမရခင်ကဥမာအင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်ကဒီလွတ်တော်ထက်မှာတရားဝင်ပြောဆိုလာခဲ့တဲ့အရာတွေဖြစ်တယ်ဒီတရားဝင်မှုတွေကိုချုပ်ပြတ်ချင်တဲ့အတွက်ကြောင့်မလို့ဒါသူတို့လက်မခံဘူးပြီးရင်နောက်တစ်ခုကကရင်လူမျိုးတွေကမစည်းလုံးတာတော့ဟုတ်တယ်ဒါပေမဲ့ကရင်အလံကိုကြတော့အားလုံးကလက်ခံကြတာတော့ကျွန်တော်ကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒီအခါကျတော့ဒီအလံရဲ့အရေးပါမှုက အရင်ကြည့်သွားပြီဒါကိုတစ်ဖက်လက်နဲ့ဘယ်လိုဖြူဖြစ်ရမလဲဘယ်လိုသိခွဲရမလဲဒါသက္ကဆတ်တော့သူလို့သူလို့သွားတယ်လို့ကျွန်တော်တော့မြင်တာပဲကယံတိုင်းသားလူမျိုးတို့ရဲ့နေရုနှင်းမြတ်ဖြစ်သည့်နှစ်80ပြည့်ကယံပြည်နယ်နှင့်ခန္ဓာကိုဒီကနေ့မနက်ပိုင်းကပြည်နယ်အစိုးရအဖွဲ့ရုံးရှိမြက်ခင်းပြည်မှာကျင်းပရာမှာနိုင်ငံတော်တမရရုံးဝန်ကြီးဌာနတည်ပြည်ထောင်စုဝန်ကြီးဦးတင်အောင်ဆန်းတက်ရောက်ပါတယ်။ညမစစ်ကောင်စီရောလာပြီးတော့မှ လှုပ်ပေးလိုက်တဲ့အတွက်ကြောင့်စစ်ကောင်စီအမှားယူတယ်ဟိုဟိုချပြတ်ချင်တာပေါ့တကယ်မလားဟောကရင်တွေကစစ်ကောင်စီကိုတော်လန်နေတာမဟုတ်ပါဘူးဒီမှာကြည့်ပါလားဟမ်တွေ့တော့မလားကရင်ကောင်းဆောင်တွေအများကြီးပါပါတယ်ကရင်လူတွေလည်းပါတယ်ပျော့ပျော့ရွှင်ရွှင်နဲ့လုံးလုံးချွတ်ချွတ်ပဲစသည့်ပြယုတ်တွေလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒါကတော့ဟိုပါပဲဟိုလက်ခံစရာလက်ခံလို့ရတဲ့အရာမဟုတ်ဘူးဒါကတို့နိုင်ငံကြီးအကျိုးများတွေ့တော့လကောင် ဟိုသူတို့လှုပ်တာပဲပေါ့နော်နောက်တစ်ခုကကျတော့ဟိုဒီနယ်မြေမှာရှိနေတဲ့လူတွေကိုလည်းသိရမလားဟိုစီးယုံလိုက်တဲ့သဘောပဲဟိုပြင်ပနဲ့ပြင်ပအချင်းတွေကိုမျိုးမြင်တယ်မဟုတ်လားဒီအချင်းတွေကဘယ်လိုရှိနေတယ်မဟုတ်လားအဲစသည်အဖြစ်ပေါ့လေဟိုလှုပ်တဲ့သဘောပဲကျွန်တော်ကမြင်ပါတယ်ကင်းပြင်းနဲ့ပွဲတော်ကိုဖအံမျိုးပေါ်မှာနှိုမလာ9ရက်နေ့ကနေ10ရက်နေ့အထိဆေဥစုကဦးစည်ကြံပါနေတာဖြစ်ပါတယ်။ကင်းဒီမျိုးသလုံးနဲ့သက်ဆိုင်တဲ့အငွေ့တဲ့မျိုးကိုလည်းကျွန်တော်တို့မခံစားပါဘူး။ပြီးစလွယ်ပဲပေါ့ ဟိုပြစ်တယ်လဲဆိုတာကလည်းဟိုဟာတကယ်ကရင်ပြည်ကိုပြည်နယ်ကိုတတ်မှတ်ပေးလိုက်တဲ့ကောင်ကပြစ်တယ်တတ်မှတ်ပေးတာဗျဟိုတမိုက်ကိုပြင်လဲပြန်ကြည်ကြာရရင်ဟိုမှာ1950ခုနှစ်ဆိုရင်ဒါသူကတန်လွေခရိုင်လေးပေါ့နော်တန်လွေခရိုင်ကိုကရင်ပြည်နယ်လို့တတ်မှတ်တာဒါပေမဲ့တမိုက်မှာပြန်ကြည့်တဲ့အခါမှာပေါ့နော်ဟိုတန်လွေခရိုင်ပေါ့တန်လွေခရိုင်ကိုပြင်းဒီဘက်ကဟောပေါ့တိချက်လွတ်လာတဲ့ဒေသပေါ့လေဟိုတော်မြတ်မြတ်ပြင်းနဲ့ဆက်ဆက်ခဲ့ဘူး ွားတန်လိခရင်အဲ့လို data အချင်းတို့မျိုးမှာရှိတယ်ဥပမာတချင်တော့ဆို clean data လိုမျိုးအဲတန်လိ data ဒါတိချက်လို့လာတယ်နောက်တော့ clean clean လို့ပြောလိုက်တဲ့ခါမှာ clean တွေရဲ့ center ကပါလဲဆိုတော့ဒီတန်လိခရင်ပေါ့နော်ဟိုပြီးပြင်းမနာတောင်ကိုသတိအဖြစ်ဟိုနေရာတွေပါတယ်ပေါ့လေနော်ဆိုတော့ကအဲအဲဟာဟာရီယာဥမာအခုပြင်မနာလို့ပြောတဲ့ခါမှာဆိုနေကြည်တော်ဆိုတာဒါကပြင်တွေရဲ့နေရာဟောတယ်တောင်နဲ့တွေတာဆိုတော့လေ ဆိုတော့သူတို့ခရင်ပြည်နယ်ကိုတတ်မှတ်ပေးတဲ့အခါဆိုရင်လည်းတရားမလားဟိုးဇွန်လ၁ရက်နေ့မှာပေါ့တတ်မှတ်ပြီးဟိုးတကယ်မိုးရွာတဲ့အချိန်မျိုးမှာအဲလိုမျိုးတတ်မှတ်ပေးခဲ့ကြတာနောက်ပိုင်းကျတော့မှအခု November 9ရက်နေ့ပေါ့ပြန်တတ်မှတ်ပြီးဆိုတော့ပြည်နယ်ကိုလူများအလုပ်ပေးထားတာလေနော်ဆိုတော့တမိုင်းရဲ့အနှစ်သာရတံပိုးတွေလည်းမရှိဘူးဆိုတဲ့အခါကျတော့ပြည်ရင်လည်းဒါဟာကရင်လူတို့ရဲ့စင်တာလည်းမဖြစ်ဘူးဆိုတော့ဒီနေ့ကိုဘလို့ပဲကျင်းပကျင်းပအနှစ်သာရလည်းရှိမှာမဟုတ်တလို့ ဟိုပင်ဒီယဝတီတလကနာယိုယာဒါမှအထူးရှိမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ကတော့အဲ့လိုပဲဟိုတုပ်ပွင့်လေးလေးပြောချင်တာပေါ့လေ